ကျွန်တော်ရအောင်ဝင်မိလာပါ Dragon Fish Show ကနေပြောကြိုးစားပါတယ်ကျွန်တော်တို့လောပါဘူးတင်းရဲ့နောက်ဆုံးရတဲ့တင်နေလဲခြားစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအများအားတင်ဆက်ပေးသွားမယ်စင်မင်ပါ International Break မှာဆိုရင်တော့ဒါကျွန်တော်တို့လောပါဘူးတင်းရဲ့ကစားသမားအများစုကဒါ International Jury အတွက်ကိုသွားပြီးတော့နိုင်ငံလည်ရွေးစဉ်တင်းနဲ့သွားပြီးတော့ပူးပေါင်းနေတယ် အဲအဲ့ဒီညမှာလက်ရှိမှာဆိုရင်မနီကတော့ကဒါအလစ်စတာကလီဗာပူးအသင်းနဲ့ပြန်ပြီးတော့ပူးပေါင်းဖို့အတွက်နောက်ကျပြီဆိုတဲ့သတင်းကိုကျွန်တော်စာပြီးတော့သိခဲ့ရတယ်။လီဗာပူးအသင်းနဲ့ဒါကစားသမားနဲ့ဂျာမာကတကယ်ကိုမှစိုးတဲ့သတင်းတစ်ခုဖြစ်တယ်။ ဒါကစားသမားအတွက်လည်းစိုးသလိုလောဘဘူးအသင်းအတွက်လည်းတရင်ကောင်းတစ်ခုမဟုတ်ဘူး။နောက်ထပ်အခုချိန်မှာလည်းနောက်ထပ်တရင်စိုးတစ်ခုကလောဘဘူးအသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့ပင်စစ်လက်ရွေးစင်အသင်းကိုသွားပြီးတော့ဒါ International Duty အတွက်ကိုသွားပြီး join နဲ့ Ibrahima Corner ဒီကလက်ရှိအချိန်မှာဆိုရင်တော့သူ့ရဲ့ဒဏ်ရာပြဿနာကြောင့်ပြင်သစ်အသင်းကနေပြီးတော့နှုတ်ထွက်ခဲ့ပြီးတော့ဒါလောဘဘူးအသင်းစီကိုပြန်လာတယ်ဆိုတော့ဒါအနောက်ထပ်တရင်စိုးတစ်ခုလည်းဒါလောဘဘူးအသင်းစီကိုထပ်ပြီးတော့ရောက်လာတယ်။ဆိုတော့ ဒီသတင်းနှစ်ခုလုံးကတဘာဝအသင်းအတွက်ကောင်းတဲ့အရာတွေစောင့်နေရလို့တော့ကျွန်တော်မထင်ဘူးနှစ်ခုလုံးကအာဒါထားလိုက်ပါတော့ Alistair ကတော့ဗျာဒိုင်ယာပြဿနာကြောင့်မဟုတ်ဘူးဒါ तू ကပြန်လာတာနောက်ကျတာဖြစ်တဲ့အတွက်အသင်းနဲ့ပူးပေါင်းတာနောက်ကျတယ်အဲ့ဒီအတွက် Magnet နဲ့ပွဲစဉ်ကိုဒါ Alistair ကလွဲချော်ဖို့အတွက်ရာခိုင်နှုန်းများတယ်အဲ့ဒီလိုမျိုးအခြေအနေမျိုးမှာနောက်ထပ်အသင်းရဲ့နောက်ခံကစားသမားအရေးကြီးပါရေဆိုတော့ နောက်တန်းနေရာမှာတကယ်ကိုမှဒီယာဒီမာမပေးကိုတွေတောက်လျှောက်ပေးနေရတယ်။နောက်တန်းခန့်စစ်ကမလုံးမချုံဖြစ်နေကြ။ကစားနေတဲ့ပုံစံကလည်းနောက်တန်းကရော့တီရော်ရဲနဲ့ကစားနေရတာဒီလိုမျိုးအခြေအနေမျိုးမှာအသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်တဲ့အီဗရာဟီမာကိုနာတီကဒဏ်ရာပြဿနာကြောင့်ပြင်သစ်အသင်းကနှုတ်ထွက်ခဲ့ပြီးတော့လဘာဘူးအသင်းစီကိုပြန်လာတယ်ဆိုပြီးတော့ဒါဖာဗီဇီယိုက report လုပ်လာတယ်ဆိုတော့ဒီယာကကျွန်တော်တို့ဘာဘူးအသင်းအတွက်တော်တော်လေးဆိုးတဲ့သတင်းဖြစ်တယ်။ အဲဒါသဖြင့်ဒါကျွန်တော်တို့က international break တွေပြီးလို့ပြန်ပြီးတော့ကစားရမယ့်ပွဲစဉ်ကပထမအဆုံး Premier League ပွဲစဉ်က Manchester United နဲ့ကစားရမှာအထူးသဖြင့် Manchester United ဆိုတာကျွန်တော်တို့ဘာဘူးအတင်းရဲ့အခါသီးသုံးပြိုင်ပွဲတစ်သင်းလေးဖြစ်တယ်အဲ့ဒီအပြင်ကမှလဘာဘူးအတင်းအတွက်ကော Arnes Lot အတင်း Arnes Lot အတွက်ကောလက်ရှိမှာက၃ပွဲစတဲ့အရှုံးကိုရပ်တန့်ဖို့အတွက်ကအဲ့ဒီပွဲစဉ်ကအကုန်လုံးအတွက်အရေးကြီးနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ် ဒီလိုမျိုးအခြေအနေမျိုးမှာအသင်းရဲ့အဓိကကစားသမားတအူးကဒဏ်ရာပြဿနာကြောင့်ကြုံတွေ့လိုက်ရတယ်ဆိုတာကတော့အသင်းစီကိုကောင်းတဲ့တည်င်းလို့တော့မထင်ဘူးပေါ့လေအဲတခုရှိတာကလက်ရှိမှာဒါကိုနာတိကဘာဒဏ်ရာကြသွားလဲဘလောက်ထိအောင်နားရမလဲဘလောက်ထိအောင် ်ဈေးကူတောင်းမှုခံယူရမလဲဆိုတော့ကိုတော့တည်တည်ချာချာမပြောသေးဘူးဆိုတော့ဒီတိုင်းရပြဿနာကမပြင်းထန်ပါစေနဲ့လို့ပဲကျွန်တော်မျှော်လင့်ရမှာပဲကျွန်တော်ဆူတောင်းရမှာပဲလေဒါတိုင်းမဲ့လေဒါဒီတိုင်းရကချယ်ဆီနဲ့ဒါလည်းဘာဘူးတင်းတို့ကစားခဲ့တဲ့ပွဲစဉ်မှာအီဗရာဟီမကွန်နာတီကဒဏ်ရာရခဲ့တာဒါကိုလည်းအစိုးရကြီးကကျွန်တော်တို့တီးခဲ့တယ်ပေါ့လေဒါပေမဲ့လေ international duty မှာသူကဒါ international break မှာအဆင်ပြေတယ်ဆိုပြီးတော့ဒါပြင်တယ်အသိနဲ့သွားပြီးတော့ပူပေါင်းတယ် ပြင်သစ်အသင်းကညာတုန်းကဒီဒီဒီရှော့ကအီရိုင်းမကိုနာတီးရဲ့ဒါဖင်မဖြစ်နေတဲ့ပုံစံကိုသူ့ဘက်ကနေပြီးတော့အသင်းမှာထည့်ပြီးတော့မတုံးခဲ့ပဲနဲ့သူ့အစားကိုဥပမီကနိုကိုတုံးပြီးတော့ဒါပြင်သစ်ကညာတုန်းကကစားခဲ့တာဆိုတော့ဒီအချိန်မှာပြင်သစ်အသင်းကနေပြီးတော့ဒါအီရိုင်းမကိုနာတီးကနှုတ်ထွက်လာချိန်မှာပြင်သစ်အသင်းကလည်းသူ့အစားနောက်ထပ်ကစားသမားတဦးဖြစ်တဲ့ဘင်ဂျမင်ပါပို့ကိုဒါထပ်ပြီးတော့ယူလိုက်တယ်ဗောလေဆိုတော့ပြင်သစ်အသင်းတော့ကတော့ကိစ္စမရှိဘူးဗျာပြင်သစ်မှာကနောက်တန်းနေရာတော့ကစားသမားတွေအများကြီးရှိတယ် တဦးပြီးတဦးကိုအေးအေးဆေးဆေးရွေးချယ်လို့ရတဲ့အနေအထားပြပြင်သစ်မှာကနောက်တန်းခံစားသမားတွေအယံပေါ်တယ်တိုက်စစ်အယံပေါ်တယ်အတင်ပြင်သစ်မှာကဘာမှတိတ်ပြီးတော့ဒါထူးခြားနေတဲ့အရာမဟုတ်ဘူးကိုနာတင်းနာသွားတာကတိုးပင်မဲ့လေလဘာဘူးအတင်းမှာကလက်ရှိမှာကဂိုမက်ရှိတယ်ဒီနောက်ခံနေရတော့မှာဂိုမက်ရှိမယ်အီရိုင်းမကိုနာတင်းဗာဂေဗန်တိုက်ရှိမယ် အဲနောက်ထပ်တူဘသူရှိသေးလဲမေးလို့ရှိရင်ဒါလီယိုနီကလည်းတန်ရပါပြီလက်ရှိအနေအထားမျိုးမှာဒါဝါတာရိုအန်ဒိုရိုဘာလို့ဒီနေရာကိုစော့နိုင်နေဂရန်ဘက်တိုဒီနေရာကိုစော့နိုင်နေဆိုပေမဲ့လည်းတေးကြတာတခုကအီရာအီမာကိုနာတီလောက်ကျွန်တော်တို့စိတ်ချရမယ်လို့တော့မထင်ဘူးဘာပြောဂရန်ဘက်လိုသားမမျိုးကအီရာအီမာကိုနာတီလောက်တောင်စိတ်မချရဘူးလာကွာလို့မေးစရာတော့ရှိတယ်တိုးပေမဲ့ဂရန်ဘက်ကကျွန်တော်တို့ DM မှာပဲကစားအသင့်နဲ့ကစားမှာဗျဂရန်ဘက်ကစီဗီနီယာကိုဆင်းဆော့မယ်ဆိုရင်တေးကြပေါ့ ဒီအနေအရကပြဿနာတစ်ခုထပ်ပြီးတော့တွေ့လာအောင်ပါဆိုတော့ဒါကလဘာဘူးအတင်းအတွက်ပေါ့အာနေစလော့အတွက်ပေါ့တော်တော်လေးကိုအကြိုက်ရိုက်စီတဲ့အရာတစ်ခုဖြစ်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီဒဏ်ရာကမပြင်းထန်ပါစေနဲ့လို့ပဲကျွန်တော်မျှော်လင့်ရမှာပေါ့လေ နောက်ထပ်သတင်းတစ်ခုကတော့မင်းညရုံကဒါဂျာမနီအသင်းကနေပြီးတော့ PSG ကြီးမြင့်တဲ့ဒါဂျာမနီ of the year ဆုကိုဒါကျွန်တော်တို့လည်းပါဘူးအသင်းရဲ့ကွင်းလေကစားမှဖြစ်တဲ့ Florian Wirt ကဒါဆုခူးသွားခဲ့ပေါ့လေဂျာမနီနိုင်ငံရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုကို PSG ကြီးမြင့်ရာမှာ Musiala ကိုကြော်ပြီးတော့ဒါလက်ရှိမှာ Florian Wirt ကဆုခူးသွားတာ မူစီယာလာကပြီးခဲ့တဲ့နှစ်ကဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့်လည်းပါတယ်ပေါ့လေဒါပေမဲ့ Florent Viet ကလက်ရှိအချိန်မှာတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုမရသေးဘူးဆိုပေမဲ့လည်းမနစ်ကတစ်နှစ်လုံးမှာအကောင်းဆုံးပုံစံနဲ့လေပတ်ဘန်လီဘာကူစင်ကိုသူကူညီပေးခဲ့ပြီးတော့ဒါလက်ရှိမှာဆိုရင်လီဘာကူအသင်းထံကိုသူပြောင်းစံချိန်တွေပြောင်းရွှေ့ချိန်တွေပြောင်းရွှေ့လာတယ် အဲ့ဒီနေရာမျိုးမှာဒါဂျာမနီအသင်းအတွက်လည်းအကောင်းဆုံးလက်ရှိမှာလည်းကစားပေးနေပြီးတော့ဒါညာတော့ကတော့ PSG မြင်းနဲ့ပွဲမှာဂျာမနီရဲ့ဒါတနစ်တာအကောင်းဆုံးကစားသမားစုကိုလက်ရှိမှာ Florent Vieira ကစုကူရသွားတယ်ဒီစုကူပြီးတဲ့အပေါ်မှာဂျာမနီနီးပြဖြစ်တဲ့ Nagelsmann ကဘာတွေပြောထားလဲဆိုတော့ ပရီးမီးယားလိမ့်မှာကလက်ရှိ Fulham V ရဲ့ကိုဖီအားနဲ့တောက်လျှောက်ပေးနေတဲ့အပေါ်ကို तू မလိုလားဘူးပေါ့လေ။ဘာကြောင့်လဲဆိုတော့ပရီးမီးယားလိတစ်ခုလုံးမှာ chance create အများဆုံးကလက်ရှိ Fulham V ရဲ့ဖြစ်တယ်လို့သူရဲ့ create ပိုင်းကသာအကောင်းဆုံးအဆုံးအဆုံးတတ်နိုင်တဲ့တကယ်ကစားသမားကောင်းတွေရှိတယ်ဆိုရင် Fulham V ရဲ့ကလက်ရှိအချိန်မှာ twin goal ဖန်တီးမှုကအနည်းဆုံး၄ချိန်ထက်မနည်းရနေပြီလို့သူပြောထားတယ်။ ဖရန်ဗီယာရဲ့ကစားပုံတွေကိုဒါဝေဖန်မဲ့အစားတခြားအစားသမားတွေရဲ့အားနည်းချက်တွေကိုတခြားသူ့ရဲ့အသင်းပေါ်ရဲ့အားနည်းချက်ကိုဝေဖန်ပါအောင်လို့လည်းဒါ Nuggetsman ကထည့်သွင်းပြီးတော့ပြောထားတယ်ဆိုတော့ Nuggetsman ကတော့ဗျာသူ့ရဲ့ကစားသမားကိုဒါသူ့ဂျာမနီလက်ရွေးစင်ကသူ့ရဲ့ကစားသမားကိုထိတာအောင်နည်းနည်းလေးမှမကြိုက်တဲ့သဘောမျိုးပေါ့လေ နာဂစ်မမမဟုတ်ဘူးတခြားနိုင်ငံလေရွေးစင်အတင်းနီးပြတော်တော်များများကသူ့ဇာတ်သမားတွေကိုထိ မကြိုက်ကြဘူးဗျအဲအဲ့လိုအနေအထားမျိုးမှာ Fran Vier ကလက်ရှိ Anna Brescia ကိုရောက်နေတဲ့အပေါ်ကိုနာဂစ်မန်ကဝင်ပြီးတော့ဇာတ်သမားဘက်ကနေပြီးတော့အများကြီးပြောထားတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်ဒါကတော့ဇာတ်သမားနဲ့ပတ်သက်ပြီးတော့တကယ်ကောင်းတဲ့အရာပေါ့လေဘာပဲပြောပြောလက်ရှိမှာသူကဘလောက်ထိအောင်မဲ Anna Brescia အောက်ရောက်နေရောက်နေငါ့ဘက်မှာအော်သူတို့တွေရှိသေးတယ်ဆိုတော့ခံစားချက်က Fran Vier တော်တော်အများကြီးကောင်းသွားစီတာဗျာဒါမဲ့ Fran Vier ကလက်ရှိအချိန်မှာဂျာမနီအသင်းအတွက်ပြန်ပြီးတော့ပူးပေါင်းတဲ့အချိန်မှာ အကောင်းမှုဆုံးသူကစားပေးပြီးတော့ခြေသွမ်းတွေလည်းတောက်လျှောက်ပြတယ်ညာတော့ကသူသွင်းကိုဖန်တီးမှုတွေဂိုးတွေတကောင်မှမရခဲ့ဘူးဆိုရင်လည်းသူ့ရဲ့ကစားပုံကတော်တော်လေးကောင်းတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့အဲဒီပုံစံအတိုင်းလေးပဲတော့ဘူးအသင်းကိုပြန်ရောက်လာပါစီလို့ပဲကျွန်တော်တို့မျှော်လင့်ရမှာပေါ့ဗျာလက်ရှိမှာကကျွန်တော်တို့ကနိုင်ငံတကာသွားနေတဲ့ကစားသမားတွေစီကဟိုသူတို့နိုင်ငံအသင်းမှာပြနေတဲ့စွမ်းဆောင်ရည်အတိုင်းပဲတော့ဘူးအသင်းကိုပြန်ရောက်လာရင်လေအဲ့လိုမျိုးစွမ်းဆောင်ရည်ပဲပြပါစီလို့ပဲနောက်ကျကျွန်တော်တို့ကထိုင်ပြီးဆူတောင်းနေရမှာ ဟုတ်တယ်လေဟိုကျွန်တော်ကိုလည်းသိတဲ့အတိုင်းပဲလမ်းရှိမှာကလဘာဘူးအသင်းရဲ့ကစားသမားတွေတော်တော်များများက international ကိုသွားပြီးတော့ join ရဲ့ကစားသမားတွေအကုန်လုံးက international ပွဲစီမှာဆိုရင်နိုင်ငံလည်ယူစင်တက်ကိုအကုန်လုံးကခြေစွမ်းပြကြရယ်ဗျာညာက alexandra isat ဆိုရင်လည်းတော်တော်ကောင်းတဲ့ခြေစွမ်းကိုပြခဲ့တာနော်သူအသင်းကောင်းတော့ captain ဖြစ်သူထွက်လာတယ်ပွဲထွက်လာပြီးတော့တောင်းလျှောက်သူဒါအသင်းကရှုံးသွားတိတိုင်အောင်သူတောင်းလျှောက်ယုံပြီးခဲ့တယ်သူ့အမြဲလဲနောက်ဆုံးမှာသူ့ရဲ့ဘယ်လိုမလဲ ဒီအဆုံးသတ်မသေးချာမှုတွေဒီတခြားကစားသမားတွေရဲ့လိုအပ်ချက်တွေကြောင့်အတင်းကရှုံးသွားခဲ့ရတယ်။ဆိုရင်မဲ့လေအလဇနာအီဆက်ကညာကပွဲစဉ်မှာတော်တော်လေးကောင်းတဲ့ခြေစွမ်းကိုပြခဲ့တယ်လို့ပဲကျွန်တော်ထင်တယ်။ဆိုတော့ညာကပွဲစဉ်မှာလဇနာအီဆက်ကမိနစ်60လုံးနဲ့သူဆော့ပြသွားခဲ့တယ်။ဆိုတော့လဇနာအီဆက်ကလည်းဘာဘူးအတင်းကိုပြန်လာပြီဆိုရင်တော့ဒါမိနစ်60လုံးဆော့နိုင်မယ်ဆိုတော့ကတော့တေချာသွားပြီလို့တော့ကျွန်တော်ထင်တယ်။ဆိုတော့နောက်ထပ်တစ်ခုကတော့ဗာလဲဆိုတော့ယူကူအီဂီတီဂီကတော့သူ့ရဲ့ဒါပြင်သစ်လက်ရွေးစဉ်ကစားသမားဘဝမှာပထမဦးဆုံးချိန်ပွဲထွက်ခွင့်ရပြီးတော့ အဲ့ဒီပွဲထွက်ခွင့်ရတဲ့အချိန်မှာပဲသူ့ဘက်ကသွင်းကိုတကူဖန်တီးပေးနိုင်ခဲ့တယ်ဆိုတော့အနေထားကိုဒါပိုင်ဆိုင်ခဲ့တယ်ဆိုတော့ဒါကရှုကူ EGDG တွက်တော့တကယ်ကောင်းတဲ့အရာဖြစ်တယ်လို့သူတွဲပြီးတော့ဆောက်ရတဲ့ကစားသမားကလည်းတကယ်ဒါကဘာအကောင်းဆုံးလို့ပြောရမယ်လက်ရှိမှာအကောင်းဆုံးလို့ပြောရမယ်ကီလီယန်အမ်ဘာပေနဲ့ဒါတွဲပြီးတော့ဆောက်ရတာ ဘယ်လိုပြောမလဲဗျာပြင်သစ်မှာသူကပွဲထွက်ကစားရတယ်ဒါကီလီယန်အမ်ပါမီနဲ့တွဲပြီးတော့ဆော့ရတယ်အဲ့ဒီအရာနှစ်ခုနဲ့ပဲသူဂျင်းနဲ့လို့ရနေပြီဗျာဂျင်းနဲ့လို့ရနေပြီသူအတွင်းကိုဖန်တီးတာတွေဒါဂိုးသွင်းတာတွေနောက်မှထားလိုက်အောင်အဲ့ဒီအရာနှစ်ခုတွေကပဲသူ့အတွက်တော်တော်ဂျင်းနဲ့ဆရာကောင်းနေတဲ့အရာတခုဖြစ်နေပြီဒါပေမဲ့လေသူအဲ့ဒီကပို့ပြီးတော့အတွင်းကိုတကိုးကိုဖန်တီးပေးနိုင်နေဆိုတဲ့အရာတခုကိုသူပိုင်ဆိုင်သွားတယ်ဆိုတော့ဒါရှုကူ EPDQ ကတော့တကယ်အကောင်းဆုံးအရာတွေကိုပိုင်ဆိုင်ခဲ့တာပေါ့လေဒါကျွန်တော်တို့ညာက ဂျူဂူအီဂီဒီဂီနဲ့အမ်ဘာပေးကိုကျွန်တော်တို့ဒီ442စတိုင်နဲ့ဒါတိုက်စစ်နှစ်ဦးနေနဲ့တော့သူ့ကိုတုံးသွားတယ်ဆိုတော့ကျွန်တော်မြင်ချင်းတဲ့အတိုင်းဂျူဂူအီဂီဒီဂီကိုဒီဒီဒီရှော့ကတုံးပြသွားတယ်အဲဒီဂျူဂူအီဂီဒီဂီရဲ့ profile အစစ်အမှန်ကိုဒါသူပြီးခဲ့တဲ့ဗာ front back မှာ under front back မှာသူကစားခဲ့တဲ့ပုံစံအတိုင်းကိုဒါထည့်ပြီးတော့တုံးသွားတာဆိုတော့ဂျူဂူအီဂီဒီဂီနဲ့လဇနာအီဆက်ကိုတိုက်စစ်နေရမှာနှစ်ယောက်လုံးကိုတုံးလာတာကိုအားနည်းချက်တော့တုံးလာကျွန်တော်မြင်တွေ့ရဖို့ရှိတာဒါလည်းတစ်ချက်လောက်စုံစိတ်ဝင်စားစရာတော့ကောင်းလာတယ်ပေါ့လေဆိုတော့ ဒီကနေ့ဒါတွေကတော့ဒီကနေ့ညလာလဘဘူးတင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်ကျွန်တော်ကိုရီယာဒီပေါ်ဘလိုမြင်ရလဲဒီချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်းလိုင်း subscribe လုပ်ပြီးတက်ပါအောင်ကျေးဇူးများအားတင်ပါတယ်ဗျ